လုံးမင်းမင်္ဂလာပါဆီယမ်မတော့တာလို့စတာပိုင်းဆိုတီရဲ့ဆီယမ်မလေးဆိုတီတွေပဲဖြစ်ပါတယ်ဆီယမ်မကအခုတနင်္ဂနွေသားသမီးတွေဆေးလပိုင်းကံကြမ္မာနမိတ်နဲ့ပြုလုပ်တဲ့အထွေရည်ရာဝါပြပြပြီးတော့မှဖြစ်လို့ဒီဗီဒီယိုကိုစုံနေတီကြည့်ပေးကြပါအောင်နော်ဒီဆေးလပိုင်းမှာပေါ့နော်တနင်္ဂနွေသားသမီးတွေအဲများတော့အဖြစ်ပေါ့နော်အတွေးတွေအဲပြက်စေးကြတာမျိုးလမ်းခွဲကြတာမျိုးလေးတွေပို့ပြီးဖြစ်မယ်အဲတချို့ကြတော့လဲပေါ့နော်အဲ နို့အစားလည်းမချစ်ခင်မိအကောင်သားပေါ့နော်ငါတခြားတယောက်ကိုချစ်လိုက်ကောင်းမယ်ဆိုတဲ့အတွေးမျိုးပေါ့နော်ဒါမှမဟုတ်လည်းငါအခုနေနဲ့အဲလမ်းခွဲလိုက်တော့မယ်ပေါ့နော်ငါနောက်တယောက်ကိုပဲချစ်တော့မယ်ဆိုတဲ့အတွေးမျိုးတွေဝင်တက်တယ်အဲတခါတည်းလေးကြားလို့ရှိရင်ကြားလဲအဲဒီဒီ relationship နဲ့ပတ်သက်ပြီးတော့ပေါ့နော်စိတ်တက်တီကြနေတဲ့ depression တွေဝင်နေတယ်ပေါ့နော်အဲအစားကလေးကငါနေနဲ့မတွေ့ခင်ကောင်းမယ်ဆိုတဲ့အတွေးမျိုးလေးတွေပေါ့နော်ဒီဆဲလာပိုင်းထဲမှာပို့ပြီးတော့အဲတွေးတက်တယ်ပေါ့နော် လာတယ်မှာဘုနော်အခြေအနေပတ်သက်ပြီးတော့တစ္ဆာဖောက်ခံရတာဆွဆဲခံရတာလေးတွေအဲခြံခုံသွားတာလေးစနိုက်ကြော်ခံရတာလေးတွေပေါ့နော်တက်ပါတီပေါ်လာတဲ့အနေအထားမျိုးလေးတွေဒီလာတယ်မှာပို့ပြီးတော့တွေ့ရပါတယ်အခြေအနေမကောင်းဘူးပဲဒီလာတယ်မှာတနည်းနည်းတာနည်းအိမ်တော်ကြီးကန်နေတာကောင်းနေပေါ့နော်အဲအိမ်တော်ကြီးမှာကိုလိုချင်တာအကုန်ရတယ်ပေါ့နော်ကိုပြောတာအကုန်ပြီးရယ်နော်ကိုဆုံးဖြတ်တစ်ချက်တည်းအကုန်လုံးနာခံနေပေါ့နော်ကိုတခွန်းဆိုတခွန်းပြီးရယ် အဲအိမ်တော်ရေးမျိုးလေးဖြစ်မယ်ပေါ့နော်ဒီလထဲမှာဆိုလို့ရှိရင်အိမ်တော်ရေးကံအရန်ကောင်းတယ်ကိုဖြစ်ချင်တာဖြစ်ရမယ်ဒီလထဲမှာအဲကိုလိုတာတောင်းပေါ့နော်အဲကိုဖြစ်ချင်တာလေးတွေပြောကိုလိုတာလေးတောင်းကိုဖြစ်ချင်တာလေးဖြစ်မယ်ကိုလိုတာပြန်တကယ်လို့အဲကိုကသူ့နဲ့ခီးသွားချင်တယ်ပေါ့နော်ခီးသွားချင်တယ်ပြောမယ်ဆိုလို့ရှိရင်လည်းခီးသွားနိုင်မယ်ပေါ့နော်တကယ်လို့အဲ့ခီးကသွားရတယ်ဆိုလို့ရှိရင်အရန်ကောင်းတဲ့ခီး တစ်ခုဖြစ်လိမ့်မယ်ဒီလားလေမှာတင်းငလေးသားနမီးတွေကကျက်မာကြီးကတော့ဆူဆူဝါးတော့မရှိဘူးပေါ့နော်အဲမျက်စိနာတာတွေမျက်စိပူတာတွေပေါ့နော်အပူချောင်းဖြစ်တဲ့မျက်စိနာတာမျိုးလေးတွေပေါ့နော်အဲဒီမျက်ရိုးကြိုက်တာလေးတွေပေါ့နော်ဒါမှမဟုတ်ရင်အဲမျက်စိမြင့်မှန်တက်ရတဲ့သူမျိုးဆိုလို့ရှိရင်ပါဝါတိုးတာမျိုးလေးတွေပေါ့နော်အဲဒူးထိခိုက်တာဒူးဒူးထိခိုက်မိတာလေးတွေခြေတော့နာလေးတွေပေါ့နော်လေးဘက်နာသမားလေးဆိုလို့ရှိရင်လည်းအဲ့လိုအစ်မြေကြိုက်တာလေးတွေပေါ့နော်အဲအားလေးတွေလည်းတတိတာပို့လို့မဲ့ဆိုးဝါးတော့မရှိပါဘူးနော် ငွေကြီးအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဒီလမှာကန်လေးအာအနေနဲ့တွေ့ရတယ်ပေါ့နော်အဲကိုငွေလာကြီးရဲ့သူတွေဆိုရင်ဘလောက်ရင်းနှီးရဲ့လူပဲဖြစ်ဖြစ်ဘလူပဲဖြစ်ဖြစ်ပေါ့နော်ငွေမချီးပေးနဲ့ပေါ့နော်ကိုစေနာရှိလို့တဒါရှိလို့ပေးလိုက်ရင်ပေးလိုက်ပေါ့နော်ချီးပေးတာမျိုးတော့မလုံနဲ့ပြီးကြတော့ကိုကကြားထဲကနေပြီးတော့တစုံတယောက်ကိုအမခံပေးတာမျိုးလေးကြီးလည်းမလုံနဲ့ပေါ့နော် အလုပ်တွေကဒီဆဲလာပိုင်းထဲမှာဆိုလို့ရှင်6လပိုင်းလောက်အလုပ်မဖြစ်တော့တာမျိုးလေးတွေတွေ့ရတယ်ပေါ့နော်အဲနေကွေးသွားတာမျိုးလေးပေါ့နော်ရက်လိုက်တဲ့အထိတော့မဟုတ်ပင်မဲ့အဲနေကွေးသွားတဲ့ပုံစံမျိုးလေးတွေဒီမှာတွေ့ရတယ်အဲပို့ပို့ပြီးတော့ရှေ့ကိုမရောက်တော့ဘူးပေါ့နော်ကိုအလုပ်တော့လုပ်နေတယ်ပေါ့နော်နေ့တိုင်းတော့ကိုကအလုပ်လုပ်နေတယ်ဒါပေမဲ့ရှေ့ကိုမရောက်တော့ဘူးအဲလက်တွေပိတ်နေတယ်ပေါ့နော်ဒီကိုသွားနေတဲ့လမ်းကြောင်းပေါ်မှာပေါ့နော် ောက်ရှက်တီးပေါ့နော်အဖြတ်တီးပေါ့နော်အတိုက်အခိုက်တီးပေါ့နော်အဲကိုသွားတဲ့လမ်းကြောင်းပိတ်ဆို့အောင်ပေါ့နော်ရှေ့မရောက်အောင်ပေါ့နော်တားဆီးနေတဲ့အရာလေးတွေပေါ့နော်အဲအဲ့လိုအနောက်ရှက်အဲ့လိုအတိုက်ခိုက်အဲ့လိုလေးတော့အဲရှိရဲပေါ့နော်အခက်ခဲလေးတွေတော့ရှိရဲအဲ့အရာတွေကိုကြော်လွှားနိုင်မှသာပေါ့နော်အဲကိုလုပ်ဒီအဆင်ပြေမယ်ပေါ့နော်ကိုဖြစ်ချင်တာလေးတွေဖြစ်ရမယ်အဲငွေကြီးနဲ့ပတ်သက်ပြီးတော့ဒီလထဲမှာဒီ6လပိုင်းလောက်တော့ငွေစီစဉ်မှုအားလေးတွေကျော့နေတယ်ပေါ့နော်ကို ကိုလာပိုင်းတမှာငွေချီထားတဲ့ဟာဆိုလေဒီလာထဲမှာပြန်မရနိုင်ဘူးပေါ့နော်ဒီလာထဲမှာတော့ငွေလုံးဝမချီနဲ့နော်ငွေချီနဲ့ပတ်သက်ပြီးအာမခံတဲ့ဟာရဲ့ကိစ္စရက်မျိုးတွေလဲကွာမလုပ်ပေးနဲ့ပေါ့နော်ဂျားရေရဖြစ်ပဲကိုစင်နာရှိလို့ပေးချင်ပေးလိုက်ပေါ့နော်အဲငွေတော့တပြားတစ်ချက်မှကိုမချီပေးနဲ့လို့ဒါကတော့အထူးမှားချင်တယ်ပေါ့နော် တနင်္ဂနွေသားသမီးရဲ့ဒီလမှာအချိုးပြည့်ကဏ္ဍက149ဖြစ်ပါတယ်အချိုးပြည့်ရဲ့အယောင်ကအဝါနဲ့နှုတ်ဆက်ရမှာဖြစ်ပါတယ်ဒီလမှာပြုတ်လုတဲ့နဲ့အထူးရေဒီယာကတော့ရေလူပေးတာပဲဖြစ်ပါတယ်အဲရေစီဒီလူလာမျိုးလေးတွေပေါ့နော်ရေသက်စိလူလာမျိုးလေးတွေပြုတ်လုပေးတင်ပါတယ်ဆမ်မလေးအကောင့်ကိုလိုက်ရ follow မလုပ်ရသေးရင်လိုက်ရ follow လုပ်ပြီးခဲ့ပါအောင်နော်အဲဆမ်မလေးစီမှာတာရမီချင်တာဖြစ်ဖြစ်ဆွေးနွေးတိုင်ပင်ချင်တာပဲဖြစ်ဖြစ်အစာဝေယူချင်တာပဲဖြစ်ဖြစ်ပြထားတဲ့ page နဲ့ Viber နံပါတ်မှာလာပြီးတော့ဆက်သွယ်နိုင်ပါတယ် ဟုတ်မယ်မင်္ဂလာပါဆီယမ်မာတော့တာတော့စတာပိုင်းစုတီရေဆီယမ်မာလေးစုတီတွေပဲဖြစ်ပါတယ်ဆီယမ်မာကအခုတနင်္လာသားသမီးတွေရဲ့ဆယ်လပိုင်းကံကြမ္မာနမိတ်နဲ့ပြုလုပ်တဲ့နဲ့အကောင်းဆုံးရေဒီယာကိုပါပြပြပေးသွားမှာဖြစ်လို့ဒီဗီဒီယိုကိုစုံနေသည့်ကြည့်ပေးသွားကြပါအောင်နော်တင်လာတာနမီရဲ့အချီအကန်ဒီလာထဲမှာကောင်းနေပေါ့နော်ဒါပေမဲ့အဲဇွန်တွေးတော်တော်များများကပေါ့နော်အဲဝီးနေရတက်တဲ့အတွေးလေးများတယ်တို့ဒီမှာတွေ့ရတယ်ပေါ့နော် တမ်ဒီလထဲမှာတည်င်းစကားကောင်းလေးတွေလည်းကြားရတတ်တယ်ပေါ့နော်။ဒါမှမဟုတ်ရင်လည်းကောင်းတဲ့ကိစ္စလေးတွေအဖြစ်လာတာမျိုးလေးတွေလည်းကြုံရတတ်ပါတယ်။အဲမိသားစုနှစ်ခုပေါ့နော်။သူ့ဘက်ကိုယ့်ဘက်အဲဆွေမျိုးသားချင်းတွေနဲ့မိတ်ဆက်ပေးတာမျိုးလေးတွေဒါမှမဟုတ်လည်းနှစ်ဖက်မိဘတွေနဲ့နားဖောက်တာမျိုးလေးတွေပေါ့နော်။နားဖောက်တာမျိုးလေးတွေဒီမှာဆီဆက်တဲ့ကိစ္စလေးတွေကြုံရတာမျိုးလေးတွေလည်းဖြစ်နိုင်ပါတယ်။ အိမ်တော်ကြီးမှာဆိုရင်တော့အညံ့လေးရှိရပါတော့အဲကုရဲ့အိမ်တော်ဘက်ကအဲအပြင်မှာပဲပျော်နေတာပေါ့နော်အပြင်မဲ့ထွက်ချင်နေရဲ့အိမ်မကက်ချင်ဘူးပေါ့နော်အပျော်ပါးတွေအဲဒီအပေါင်းအသင်းတွေနဲ့ပဲအချိန်ကုန်နေတယ်ပေါ့နော်လောင်စားတွေလှုပ်တယ်လား KTV တွားတာမျိုးလေးတွေနော်အဲဟိုင်းကန်တွားတာမျိုးလေးတွေပေါ့နော်အရက်တောက်တယ်နော်အဲလောင်စားတွေလှုပ်တယ်နော်အဲမကောင်းတာတွေနဲ့ပဲပျော်မွေ့နေရဲ့ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေတွေ့ရတယ်အဲအဲ ခုအိမ်ဆောင်ဘက်ကအဲ့လိုဖြစ်လေကိုကပို့ပြီးတော့တီးခံနိုင်ရမယ်ပေါ့နော်ဒီလိုကိုကအဲကို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 ကလည်းတီးမခံနိုင်ဘူးပေါ့နော်အဲ့အားမျိုးဆိုလို့ရှိရင်ဒီအိမ်ဆောင်ရေးကပြည့်စည်သွားနိုင်တဲ့အခြေအနေထိရောက်သွားနိုင်တဲ့ပုံစံမျိုးဒီမှာတွေ့ရပါတယ်ကျမ်းမာရေးမှာဆိုလို့ရှိရင်ပေါ့နော်အဲတခန်တရံခါနာတတလေးလေးခါခိုက်တတလေးလေးပေါ့နော်အဲခြေစစ်လက်စစ်နာကျင်နာမျိုးလေးတွေထိခိုက်တရံရတာမျိုးလေးတွေအဲခြေတော့ ဒဏ်ရာရတာလေးတွေပေါ့နော်အဲအဲ့အားလေးတွေရဲ့တွေးတိုးတာလေးတွေအဲအာယုံကျိုးနဲ့ပတ်သက်ပြီးဖြစ်တာလေးတွေပေါ့နော်အဲမျက်စိမျက်စိနာတာလေးတွေအဲတစ်ခါတရံကြလို့ရှိရင်နားဥတာလေးတွေပေါ့နော်ဒါလေးတွေကြီးရဆိုင်ဖို့လိုပါတယ်ငွေကြီးနဲ့အလောက်ခိုင်မှာဆိုလို့ရှိရင်ပေါ့နော်ကိုအလောက်ကတော့လုံနေတယ်ပေါ့တော့ဒါပေမဲ့ကိုလုံနေတဲ့အလောက်လမ်းကြောင်းပေါ်မှာပေါ့နော်အဖြတ်တည်းရှိရဲ့ မမြင်ရတဲ့အဖြတ်မျိုးပေါ့နော်အဲကိုယ်မနာလိုတဲ့လူတွေရှိရဲ့တဲကဲလို့ကိုကပေါ့နော်ဒီအလုပ်တင်နေပတ်သက်ပြီးတော့ကိုကတခုခုလောက်တော်မယ်ဆိုလို့ရှိရင်တငယ်ချင်းဖြစ်စေအဲ့လိုမိတ်ဆွေပေါ့နော်အဲအပေါင်းတွေတယောက်ယောက်တစုံတယောက်ယောက်နဲ့ပေါ့အဲဆွေးနွေး တက်တယ်ပေါ့နော်သူတို့ရဲ့အကြံဉာဏ်ညူတက်တယ်ဆိုလို့ရှိရင်အဲဒီကာလမှာဆိုလို့ရှိရင်တော့အဲကိုသူတို့ရဲ့အကြံဉာဏ်ညူမယူဘဲနဲ့ကိုတယောက်တည်းပဲအဲဆုံးဖြတ်တာမျိုးလေးတွေဒါလေးတွေကိုပို့ပြီးတော့လှုပ်ဆီချင်တယ်ပေါ့နော်။ဘာလို့ဆိုကိုနာမှာမနာလို့တဲ့သူတွေကိုကောင်းစားသွားမှာတိုးတက်သွားမှာအဲကိုကြီးပွားသွားမှာကိုလိုချင်တဲ့သူလေးတွေရှိရပေါ့နော်။အဲ့လိုမဖြစ်စေချင်တဲ့သူတွေရှိရပေါ့နော်အဲဒါကြောင့်မလို့ကိုကဒီကာလမှာဆိုရင်တကူလောက်တော့မယ်ဆိုရင်ကိုပါကိုတယောက်တည်း ကိုလုံးမဲ့အလုပ်တွေကိုဘယ်သူမှမပြောဘဲနဲ့ပေါ့နော်တူတူတတိလေးလုပ်ဖို့အကြံပေးချင်ပါတယ်အငွေကြီးနဲ့ပတ်သက်ပြီးတော့ဒီနေရာတွေမှာအမမြုံနေထားတဲ့နေရာတွေကနေငွေကြီးရရတတယ်ပေါ့နော်အမုတ်ကူရတာမျိုးလေးတွေပေါ့နော်ဒါပြီးတော့ဒါမှမဟုတ်လို့ရှိရင်အကိုအလုံးလောက်ထားတော့ကြာပြီပေါ့နော်ဒါပေမဲ့ငွေပြန်မထွက်လာဘူးပေါ့နော်အဲအဲ့လိုကိစ္စတွေကနေပြီးတော့ရုပ်တရက်ငွေပြန်ရတာမျိုးလေးငွေပြန်ပေါ်လာတာမျိုးလေးတွေပေါ့နော်အဲအားလေးနေဖြစ်နိုင်ပါတယ် ဒီလအတွက်တနင်္လာသားသမီးတွေရဲ့အကျိုးပေးရကဏ္ဍက1 5 6ဖြစ်ပါတယ်အကျိုးပေးရအယောင်ကမိုးပြရအောင်နဲ့အဝါရောင်ပဲဖြစ်ပါတယ်အဲဒီလအတွက်ပြုလုပ်တဲ့အကောင်းဆုံးရေတရားကတော့အဲမိမိနေအိမ်ဖျားမှာပဲဖြစ်ဖြစ်ချူပြေးချူနံဖျားမှာပဲဖြစ်ဖြစ်ပန်းတူပေးရပဲဖြစ်ပါတယ် ဇမီးလေးရဲ့အကောင့်ကိုလိုက်ရင် follow မလုပ်ရသေးရင်လည်း like and follow လုပ်ပြီးခဲ့ပါအောင်နော်။အဲဇမလေးစီမှာတားတော်မီချင်တာပဲဖြစ်ဖြစ်ဆွေးနွေးတိုင်ပင်ချင်တာပဲဖြစ်ဖြစ်အဆောင်ဝယ်ယူချင်တာပဲဖြစ်ဖြစ်အခုပြလာတဲ့ page နဲ့ Viber နံပါတ်မှာလာပြီးတော့ဆက်သွင်းနိုင်ပါတယ်။အလုံးမဲမင်္ဂလာပါဆီယမတော့ download star by suti ရဲ့ဆီယမလေး suti တွေပဲဖြစ်ပါတယ်ဆီယမကအခုအင်္ဂါသားသမီးတွေရဲ့စေလပိုင်းကတ်ကြပါနမိတ်နဲ့ပြုလို့ရမယ်အကောင်းဆုံးရေပြာကိုပြပြပေးတော့မှာဖြစ်လို့ဒီဗီဒီယိုကိုစုံတဲ့ဒီကြည့်သွားပေးကြပါအောင်နော် အင်္ဂါသားသမီးရင်းနဲ့ဒီဆေးလာပိုင်းမှာအခြေခံတွေကကောင်းနေတယ်ပေါ့နော်အဲကြီးကြီးမားမားတော့ဘာပြဿနာမှမရှိဘူးပေါ့နော်အဲစိတ်ဆိုးစိတ်ကောက်တာလောက်လေးအဲ့လိုသူမကြိုက်တာကိုကိုစတာပေါ့နော်ဒါမကိုမကြိုက်တာကိုသူလာစတာအဲ့အလေးနဲ့မခံနိုင်ဖြစ်ပြီးတော့စိတ်ဆိုးစိတ်ကောက်ကြတယ်ပေါ့နော်အဲဒီလောက်လေးပဲကြီးကြီးမားမားတော့ဘာပြဿနာမှမရှိဘူးအဲ single လေးနေနဲ့ဆိုရင်တော့ဒီကာလမှာကိုကိုလာကြိုက်တဲ့သူလေးတွေကိုပေါ့နော်အပြေမပေးသေးပဲနဲ့အဲအချိန်လေးထပ်ယူပြီးတော့စဉ်းစားပြီးတော့မှဆုံးဖြတ်စီချင်ပါတယ် အိမ်နောင်ကြီးကန်လေးကတော့ညံ့နေတယ်ပေါ့နော်အဲအိမ်နောင်ကြီးမှာကိုအိမ်နောင်ဘက်ကခြေနန်းကြီးပြက်နေတာမျိုးလေးပေါ့နော်အဲပြီးတော့တစ္ဆာမရှိတာလေးတစ္ဆာမဲ့တဲ့လောက်ရက်တွေကိုအဲကိုမမြင်ကိုရမှာလုံနေတာမျိုးလေးပေါ့နော်အဲကိုကတော့အိမ်မှာနေနေတယ်ပေါ့နော်အဲ तू ကတော့ငါဘာလို့လို့ तू မသိပါဘူးကွာဆိုပြီးတော့အပြင်မှာအဲလှုပ်ချင်တာတွေလုံနေတယ်ပေါ့နော်ဖောက်ပြန်နေတယ်တစ္ဆာမဲ့တဲ့လောက်ရက်တွေလုံတယ်မကောင်းတဲ့နေရာလေးတွားတယ်ပေါ့နော်အဲအဲ့လိုမျိုးဒီအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ကိုက ဟိုတောကလေးတွေရှိနေရှိနေရေပေါ့နော်ဒီဒီလာထဲမှာပူပြင်တောကလေးတွေဖြစ်နေတယ်အဲနောက်ဆုံးဟိုအဆူဆုံးပေါ့နော်အဆူဆုံးဆိုလို့ရှိရင်တော့အဲဒီအိမ်တော်ကြီးပျက်စီးသွားနိုင်တယ်၊ကွင်းနိုင်တယ်အခြေအနေတည်းအဲရောက်သွားနိုင်တဲ့ပုံစံမျိုးတွေ့ရတယ်မှာတွေ့ရတယ်ပေါ့နော်။ကျမ်းမကြီးအနေနဲ့ကပေါ့နော်နာစီချောင်းဆိုးတာအဲအေးပတ်တာပေါ့နော်အဲခေါင်းမူခေါင်းကြိုက်တာလေးတွေစကြောတက်တာကြီးပေါက်တက်တာလေးတွေအဲနှာခေါင်းတစ်ခါတည်းကြောက်ရင်နှာခေါင်း တွေးယူတတ်တယ်ပေါ့နော်နှာခေါင်းတွေးယူတတ်တယ်နှာခေါင်းထိတ်ကန်တာဖြစ်တာလေးတွေအဲတဖုံနဲ့ပတ်သက်တာလေးတွေပေါ့နော်အဲတခါတလေကျလို့ရှိရင်မျက်နှာပေါ်မှာအဖုအပိတ်ထွက်တာပေါ့နော်ဝက်ချန်တို့အစီဘူးတို့ပေါက်တတ်တာလေးတွေဒါလေးတွေတိထားဖို့လိုပါတယ်လုံးကိုင်းတဲ့ငွေကြီးမှဆိုလို့ရှိရင်ကိုကအလုပ်တွေအရင်အောင်အဆင်မပြေတော့တာအရင်အောင်အလုပ်မဖြစ်တော့တာလေးတွေအဲအားလေးတွေဖြစ်နိုင်တယ်အရင်အောင်ငွေလေမဝင်တော့ဘူးပေါ့နော်ငွေဝင်နေသွားတယ်အဲရစရာရှိတဲ့ငွေလေမရဘူးပေါ့နော် ကြန့်ကြန့်ကြန့်ကြတယ်ပေါ့နော်ငွေရဆန်ရှိတဲ့ငွေလည်းမရဘူးကြန့်ကြတယ်ငွေကန်အားလေးရတော့ဒီလမှာနေနေပါတယ်အဲအလုတ်မှာဆိုလို့ရှိရင်ပေါ့နော်ကိုကဒီအလုတ်ကနေပြီးတော့အလုတ်အစ်စ်ကိုလှုပ်ချင်တယ် လိုလောက်ဖို့စိတ်ကူးလည်းရှိရပေါ့နော်ဒါပေမဲ့ဟိုမလောက်နိုင်သေးဘူးပေါ့နော်ပြက်ချီလမ်းမစတင်နိုင်သေးဘူးဒီအလောက်အဟောင်းမှာပဲပြန်ပြီးတော့အဲရောက်ရောက်နေရပေါ့နော်အဲဝန်ထမ်းနေဆိုလို့ရှင်လဲကိုလက်ရှိအလောက်ကိုအဲထွက်ခြင်းနဲ့ထွက်ပြီးတော့အလောက်အစ်စ်ကိုပြောင်းခြင်းနဲ့ပေါ့နော်အလောက်အစ်စ်လောက်ခြင်းနဲ့အဲ့လို စိတ်ကူးလာတယ်ပေါ့နော်အဲတလပြီးတလတလပြီးတလအချိန်နေတာကုန်လာတယ်ဒါပေမဲ့ဒီအလုပ်ကနေရုံမထွက်နိုင်ဘူးပေါ့နော်အဲလက်ရှိအလုပ်မှာရင်တောင်းတင်နေတယ်ပေါ့နော်အဲ့လိုလူတွေတော့ပုံများမယ်လို့ဒီမှာတွေ့ရပါတယ်ဒီဆင်လာပိုင်းမှာအင်္ဂါသားသမီးတွေရဲ့အကျိုးပေးကဏ္ဍက1နှစ်6ဖြစ်ပါတယ်။အအကျိုးပေးတဲ့အရာကအဖြူနဲ့အစိမ့်မဲ့ဖြစ်ပါတယ်။အဒီဆင်လာပိုင်းမှာပြုတ်လုတဲ့နဲ့အထူးရေတရားကတော့မိဘမိတ်ကလေးအကြောင်းမှာအကလေးတွေကိုမုတ်အလူပြုတ်လုပေးရပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ဆီယမ်မလေးအကောင့်ကို line follow မလုပ်ရသေးရင် line follow လေးလုပ်ပြီးခဲ့ပါအောင်เนาะအဲဆီယမ်မလေးစီမှာတောင်းတမေးချင်တာပဲဖြစ်ဖြစ်အစားအသောက်စစ်ချင်တာပဲဖြစ်ဖြစ်အဆောင်တွေဝယ်ယူချင်တာပဲဖြစ်ဖြစ်ကုပြထားတဲ့ page နဲ့ Viber နံပါတ်မှာလာပြီးတော့ဆက်သွင်းနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါဆရာမတော်တာစတာပိုင်းစုတည်ရဲ့ဆရာမလေးစုတည်ဒီပဲဖြစ်ပါတယ်။ဆရာမကအခုပုတ်တော်ဦးတာသမီးရဲ့ဆေးလာပိုင်းကစ္စပါနမိတ်နဲ့ပြုလုပ်တဲ့အကောင်းဆုံးရည်ရွယ်ပါပြပြပေးသွားမှာဖြစ်လို့ဒီဗီဒီယိုဆုံးတဲ့အထိကြည့်ပေးသွားကြပါအောင်နော်။အချိန်မှာသူနဲ့ကိုနဲ့ကြားထဲမှာပေါ့နော်။ အဲသူ့ဖက်မှာဖြစ်ဖြစ်ကိုယ့်ဖက်မှာဖြစ်ဖြစ်တပ်ပါတီပေါ်လာတက်တယ်ပေါ့နော်အဲပြီးကြတော့အဲဂျားလူတွေရဲ့ပေါ့နော်စကားရှုပ်တဲ့ပြဿနာတွေလည်းဖြစ်တတ်တယ်အဲကိုယ့်ဘက်ကိုကြတော့သူ့ရဲ့မကောင်းကြောင်လာပြောတာမျိုးပေါ့နော်သူ့ဘက်ကိုကြတော့ကိုယ့်ရဲ့မကောင်းကြောင်သွားပြောတာမျိုးလေးနေပေါ့နော်စကားရှုပ်တဲ့ပြဿနာလေးလည်းပေါ်ပေါက်တတ်တယ်ဒီလာလေမှာတယောက်နဲ့တယောက်ကမတည့်တာ များနေမယ်ပေါ့နော်အဲတယောက်နဲ့တယောက်မြင်တာနဲ့ရွေ့မယ်စောင်းမယ်ပေါ့နော်စကားပြောရခါမှလည်းအဆင်မပြေဘူးပေါ့နော် စနိုက်ကြော်ခံရနိုင်တဲ့ energy မျိုးလေးဒီမှာတွေ့နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့တတိထားမဲ့ကာလလေးဖြစ်ပါတယ်အိမ်တော်ကြီးမှာဆိုလို့ရှိရင်ပေါ့နော်အဝေးရောက်နေတဲ့အိမ်တော်တဲလေးတွေများတယ်ပေါ့နော်အဲအိမ်တော်ဘက်ကနိုင်ငံခြားခီးထွက်နေတာမျိုးလေးတွေဒါမှမဟုတ်ဒီပြည်တွင်းမှာပဲပေါ့နော်အဲရက်ဝေးခီးသွားနေတာမျိုးလေးတွေပေါ့နော်အဲ့လိုအိမ်တော်တဲလေးတွေတော့များမယ်လို့ဒီမှာတွေ့ရတယ်ပြရလို့ရှင်တာသမီမရှိသေးတဲ့အိမ်တော်တဲလေးဆိုလို့ရှင်လေဒီလာထဲမှာအဲတာသမီရနိုင်တဲ့ energy မျိုးလေးလည်းဒီမှာတွေ့နေရပါတယ် ကျမ်းမာရေးမှာဆိုလို့ရှိရင်ဝမ်ပိုင်းနဲ့ပတ်သက်တာလေးတွေပေါ့နော်အစာအိမ်ဖြစ်တာလေးတွေအဲဘိုင်းနာဘိုင်းအောင်လီထိုးလီအောင်ဖြစ်တာလေးတွေပေါ့နော်အစာမားတာလေးတွေအဲသွားနဲ့ပတ်သက်တာလေးတွေပေါ့နော်တခါတည်းကြံလို့ရှင်လဲလို့ခေါင်းတချမ်းကြိုက်တာလေးတွေပေါ့နော်ဒါလေးတွေတော့ကျူဆိုင်ပို့လို့ပါတယ် မုတ်ပူလေးလည်းရတတ်တယ်ပေါ့နော်။အဲဒါထဲမှာကိုယ်အအတော်ကြီးအဖြစ်ဖြစ်အမေကြီးအဖြစ်ဖြစ်ပေါ့နော်။ကိုယ်ချစ်လို့ခင်လို့အဲတစုံတယောက်စီရပဲဖြစ်ဖြစ်ပေါ့နော်။မုတ်ပူရတတ်တယ်။အဲပြီးကြလို့ရှိရင်ထီထိုးတတ်တဲ့သူလေးလေးဆိုရင်လည်းဒီလထဲမှာထိပေါက်နိုင်တဲ့ကန်လေးလည်းရှိတာမို့လို့ကန်ဆန်းကြီးတင်ပါတယ်။ မထင်မှတ်ထားတဲ့နေရာမထင်မှတ်ထားတဲ့သူ၏ဇာတ်နေလဲမုတ်ပူလေးတွေရလာတတ်တယ်ပေါ့နော်ဒီလထဲမှာဝင်ငွေထက်ထွက်ငွေတွေကများနေမယ်ပေါ့နော်အချောင်းမြူးမြူးနဲ့ငွေကုန်စရာကိစ္စတွေကပေါ်လာတတ်တယ်အဲဝန်ထမ်းတွေဆိုလို့ရှိရင်အပြောင်းရွှေ့မျောနေတဲ့သူတွေလစာတူးယာတူးတူးကိုမျောနေတဲ့သူတွေတွေဆိုလို့ရှိရင်လည်းအဆင်မပြေနိုင်သေးဘူးပေါ့နော်အဲဝန်ထမ်းလေးတွေကအဲလုံရတဲ့အလုပ်တွေအဲတာဝန်များများပြီးတော့ပေါ့နော်လစာနေနေတဲ့ဝန်ထမ်းလေးတွေကပိုများနေလို့တော့ဒီမှာတွေ့ရတယ် နောက်တဲ့အလုပ်အသစ်တစ်ခုပေါ့နော်ခြေလန်းစတင်ဖို့အတွက်ပြင်နေတဲ့တူလေးတွေဆိုလို့ရှိရင်လည်းပေါ့နော်အဲခဏတော့စောင့်ရအောင်မယ်ပေါ့နော်ပြန်တော့ဒီအလုပ်ကိုင်းလေးနဲ့ပတ်သက်ပြီးတော့မှအဲကောင်းတဲ့ကိစ္စရက်လေးတွေလည်းအဲပေါ်လာတတ်ပါတယ်ဘုဒ္ဓဟူသားသမီးတွေရဲ့ဒီလမှာအချူပိရဲ့ကဏ္ဍက359ဖြစ်ပါတယ်အချူပိရဲ့အယောင်ကခင်းနဲ့အဝါပဲဖြစ်ပါတယ်ဒီလအတွက်ပြုလုပ်တဲ့အကောင်းဆုံးရည်တရားတော့မြတ်စွာဘုရားရှင်ကိုတည်တည်ငါလုံးကလူပိရပဲဖြစ်ပါတယ် ဇမ်မလေးရဲ့အကောင့်ကို like and follow မလုပ်ရသေးရင်လည်း like and follow လေးလုပ်ပြီးခဲ့ပါအောင်နော်ဇမ်မလေးစီမှာတာရမ်ပေးချင်တာပြပြစားတာစစ်ချင်လို့ပဲဖြစ်ဖြစ်အဆောင်ကြီးဝယ်ယူချင်တာပဲဖြစ်ဖြစ်ခုပြထားတဲ့အဲ page နဲ့ Viber number မှာလာပြီးတော့ဆက်သွင်းနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါဆီယမတော့တာလို့စတာပိုင်ဆိုဒီရေဆီယမလေးဆိုဒီပဲဖြစ်ပါတယ်ဆီယမကအခုကြာပြီးတာမီရဲ့ဆယ်လာပိုင်းကစမနမိတ်နဲ့ပြုလို့တင်တဲ့အတူရေဒီယာအောင်မှာပြပြပြီးသွားမှာဖြစ်လို့ဒီဗီဒီယိုဆုံးတဲ့ဒီကြည့်ပေးသွားကြပါအောင်နော်ဆီယမလေးရဲ့ဒီဗီဒီယိုလိုက်ရင်ရှင်းလေးကြီးလည်းလုပ်ပေးထားကြပါအောင်နော် ခြေမှာဒီလမှာအညံ့လေးတွေတော့ရှိရပေါ့နော်အဲသူသူသူ့ဖက်မှာပေါ့နော်ကိုမသိသေးတဲ့အကြောင်းအရာလေးတွေရှိရအဲကိုနဲ့တော့ဓာတ်ရိုက်မပတ်သက်ဘူးပေါ့နော်သူရဲ့အဲစီးပွားရေးစီးပွားရေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အိမ်တွင်းနဲ့ပဲပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်သူမှာကိုမသိသေးတဲ့အကြောင်းအရာလေးတွေရှိရပေါ့နော်ကိုတကူတကိုင်ဖုံးကွယ်ထားတာမျိုးတော့မဟုတ်ဘူးအဲအကြောင်းမတိုက်ဆိုင်လို့ပေါ့နော်အဲမပြောဖြစ်တာလေးမပြောဖြစ်တဲ့အကြောင်းအရာလေးတွေရှိရပေါ့နော် ပြီးကြလို့ရှင်သူမှာအမ်ကိုကိုရဲ့အတွေ့အကြုံတွေကိုပေါ့နော် ပြောရလောက်တဲ့အထိရင်ဖွင့်လို့ရလောက်တဲ့အထိပေါ့နော်ပြောလို့ရတဲ့သူမျိုးရှိရဲ့လို့လည်းဒီမှာတွေ့ရပါတယ်သူမှာပေါ့နော်ကို့အပြင်အချစ်ရမယ့်လူနောက်တစ်ယောက်လည်းပေါ်လာနိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးဒီမှာတွေ့ရပါတယ်အိမ်တော်ကြီးမှာဆိုလို့ရှင်ပေါ့နော်အမ်စိတ်တိုင်းတော့မကြရဘူးပေါ့နော် စီကံမရှိတာလေးနေပဲဖြစ်ဖြစ်ပေါ့နော် and အဝတ်အစားတွေဝတ်တဲ့နေရာမှာဖြစ်ဖြစ်ပေါ့နော်အဝတ်အစားတွေဝတ်ပြီးတော့ချွတ်တဲ့အခါကျရင်ဒီတိုင်းပုံနှားခဲ့တာမျိုးလေးတွေအဲအိမ်သာတက်တဲ့အခါရေချိုခံသုံးပြီးတဲ့အခါကျရင်ပေါ့နော်တက်နေရှင်းရှင်းမထားခဲ့ရမျိုးလေးတွေပေါ့နော်အစားစားတဲ့အခါမှာလည်းစီကံမရှိတာလေးတွေပေါ့နော်အဲအဲ့လိုမျိုးတွေနဲ့ကိုယ်ကစိတ်တိုင်းမကြရတာလေးတွေတော့ရှိရပေါ့နော်အဲအဲ့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့တခါလေးကြားလို့ရှင်လဲလို့ ိုကစိတ်နှမ်းမကြတဲ့အခါတဘောမတွေ့ရတဲ့အခါကျရင်ပြောမိရဲ့ပေါ့နော်ပြောမိရဲ့အခါကျတော့လူရှင်ရင်စကားများတာလေးတွေပေါ့နော်အဲအဲကိစ္စလေးတွေတော့ဖြစ်နိုင်ပါတယ်အိမ်တော်ကြီးမှာဒီလမှာကိုကတီးခန့်ရတာလေးတော့ရှိမယ်ပေါ့နော်ကိုမကြိုက်တဲ့ကိစ္စတွေကိုလောက်တာမျိုးအဲကိုလက်မခံတဲ့ကိစ္စတွေကိုဇွတ်လောက်တာမျိုးပေါ့နော်အဲဘာမှပြဒနာကြီးကြီးမမကိစ္စကြီးကြီးမမတော့မဟုတ်ဘူးဒါပေမဲ့ကိုကအဲစိတ်တိုင်းမကြတာပေါ့နော်စိတ်လိုမကြမှုလေးတွေတော့ဒီလာတွေမှာဖြစ်နေမယ် ကျမရင်းနဲ့ပတ်သက်ပြီးတော့မှအဲချောင်းဆိုးတာ၊လဲပင်းတာတာ၊ဘိုင်းအောင်တာတွေအဆုပ်အားနေတာအဆုပ်အေးပတ်တာပေါ့နော်။တခါလေကြောက်လို့ရှင်လဲအဲလေဖြတ်ခြင်းတို့ဖြစ်တာမျိုးလေးတွေပေါ့နော်။ဒါလေးတွေတတိထားဖို့လိုပါတယ်။ကိုရင်းနှီးမြှုပ်နှံထားတဲ့အလုံး investment ကိစ္စတခုခုတွေကနေပေါ့နော်။အကျိုးအမြတ်လေးရနိုင်မယ်။ကိုရဲ့ဒီအလုံးဒီမှာလဲပေါ့နော်။ပို့ပြီးတော့မှကောင်းမွန်တဲ့နေရာတခုအပြောင်းလဲလေးဖြစ်မယ်လို့ဒီမှာတွေ့ရပါတယ်။ ထိပေါက်တာမျိုးလေးတွေမှုပိုးရတာမျိုးလေးတွေအမွေရတဲ့လိုမျိုးငွေအလုံးအရင်းဝင်နိုင်တာမျိုးလေးတွေလည်းဖြစ်နိုင်ပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့မှအလုံးမှာပြဿနာလေးဖြစ်တတ်တယ်။အဲငွေကြီးအရှုပ်အရှင်ကိစ္စရက်တွေတည်းပေါ်လာတတ်တယ်။အဲနောက်ဆိုငွေကြီးနဲ့ပတ်သက်ပြီးတော့မှအမှုအခင်းတွေလည်းဖြစ်တတ်တယ်ပေါ့နော်။အလုံးမှာ ပြဿနာလေးတွေဖြစ်နေတာပေါ့နော်။ပြဿနာလေးတွေတခုမဟုတ်တခုတက်နေတာလေးတွေ စကားများရန်ဖြစ်ရတဲ့ငင်းခုံကိစ္စလေးတွေပေါ့နော်ဒါလေးတွေလည်းဖြစ်နိုင်တယ်လုပ်ငန်းခွင်ထဲမှာပေါ့နော်ကိုယ်ပေါ်မနာလူတဲ့လူတွေကိုယ့်ရဲ့အထက်လူကြီးကိုအဲတွေးထိုးတဲ့သူလေးတွေပေါ့နော်ဒါလေးတွေလည်းပေါ်လာနိုင်တဲ့အနေအထားမျိုးလေးတွေ့ရပါတယ်အဲတော့ကြာပြီးသားသမီးတွေရေဆေးလာပိုင်းကကြပါနမိတ်ကိုပြပြပြီးသွားတာပဲဖြစ်ပါတယ်။အဲဆေးလာပိုင်း တာသမီးတွေရဲ့ဒီလမှာအကျိုးပေးတဲ့ကဏ္ဍက3.1ဖြစ်ပါတယ်အကျိုးပေးတဲ့အရာကအပြာနဲ့အနီးပဲဖြစ်ပါတယ်ဒီဆေးလပိုင်းမှာပြုလုပ်တဲ့အကောင်းဆုံးရေဒီယာကတော့မိမိရဲ့ပေါင်ချိန် weight အတိုင်းစံတူပေးတာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဆီယမ်မလေးရဲ့ account online follow မလုပ်ရသေးရင်လည်း line follow လေးလုပ်ပြီးခဲ့ပါအောင်နော်။အဆမ်မလေးစီမှာအစာဝယ်ယူချင်တာပဲဖြစ်ဖြစ်ဆွေးနွေးတိုင်ပင်ချင်တာပဲဖြစ်ဖြစ်အဲတားတော့မိချင်တာပဲဖြစ်ဖြစ်ပြရတဲ့ page နဲ့ Viber နံပါတ်မှာလာပြီးတော့ဆက်တင်နိုင်ပါလေ။ ားလုံးပဲမိလာပါဆ iamma တော့တောင်းတော့စတာပိုင်းဆိုသည့်ရေဆ iamma လေးဆိုသည့်ပဲဖြစ်ပါတယ်ဆ iamma ကအခုတောက်ကြသားသမီးတွေရဲ့ဆဲလာပိုင်းကံကြမ္မာနမိတ်နဲ့ပြုလုပ်တဲ့အကောင်းဆုံးရေဒီယာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဆ iamma လေးရဲ့ဒီဗီဒီယိုလိုက်ရရှင်းလေးလည်းလုပ်ပြီးထားကြပါအောင်နော်အဲမိမိရဲ့နေနံလေးကိုလည်း comment မှာမှတ်သွားပြကြပါအောင်နော်ဆ iamma ကတယောက်ချင်းစီတိုင်းကိုဆူတောင်းမေတ္တာပို့ပြီးပါမယ်ရှင်အချီမှာဆိုလို့ရှိရင်အဲချစ်သူရှိရတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်အဲကိုယ့်ရဲ့ EX ကပေါ့နော်ကိုပြန်ပြီးတော့ဆက်သွယ်တာမျိုးလေးတွေဖြစ်နိုင်တယ်အဲချစ်သူမရှိရသေးတဲ့သူတွေဆိုလို့ရှိရင်လည်းဒီလထဲမှာကိုကိုအဲသဘောကျတဲ့သူအဲချစ်ရဆိုတဲ့သူကတယောက်ထက်မကရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရပါတယ် အခြေအနေနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်တရားဇဝေဇဝါဖြစ်နေတယ်။အဲဝေခွဲမရဖြစ်နေတယ်တွေးဝေနေတယ်ပေါ့နော်။အဲလက်ရှိချစ်သူကိုပဲချစ်ရမလားဒါမှမဟုတ် ES ကိုပြန်လက်ခံရမလားလက်ရှိချစ်သူနဲ့အဆင်မပြေတာလေးတွေရှိရပေါ့နော်။အဆင်မပြေတာလေးရှိရခါကျတော့အဲ ES ကိုပဲပြန်လက်ခံရမလားဆိုပြီးတော့ဘသူ့ကိုရွေးချယ်ရမယ်မသိဘူး။ဇဝေဇဝါလေးဖြစ်နေမယ်တွေးဝေနေမယ်ဆိုတဲ့ပုံစံမျိုးလေးတော့ဒီမှာတွေ့ရပါတယ်။ ဒီလထဲမှာအိမ်ထောင်သေးတွေအနေနဲ့အဲအိမ်ထောင်ရေးဒုက္ခပြပြဝဝရမယ်ပေါ့နော်အဲပျော်ရွှင်နေရမယ်ဒီအိမ်ထောင်ကြီးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာနေရမယ်လဖြစ်ပါတယ်ကျဲမိုင်းမှာဆိုလို့ရှိရင်ခြေထောက်နာတာအဲဒူးကြိုက်တာလက်တွေနာကျင်ကြိုက်ခဲတာလေးတွေအဲတခါတည်းလေကြောက်လို့ရှိရင်ကိုတချမ်းကြိုက်ခဲတာလေးတွေပေါ့နော်ခေါင်းကြိုက်တာလေးတွေဒါလေးတွေကိူးဆိုင်ပို့လို့ပါတယ် ဒီလထဲမှာငွေကြီးနဲ့ပတ်သက်ပြီးတော့မှကန်လီကအားနေနေတာဖြစ်တဲ့အတွက်ငွေလိမ်ခံရတာမျိုးလေးတွေငွေနဲ့ပတ်သက်ပြီးတော့မှခြေလွန်လက်လွန်မဖြစ်ဖို့ကိုလည်းတတိထားရမှာဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့မှအာမခံပေးရတဲ့ချိန်ကားချင်းတွေလည်းမပြုတ်လို့ဖို့အစဉ်ချင်ရမှာပဲဖြစ်ပါတယ်။ ကိုရှာတလောင်းငွေရကိုလက်ထဲမှာမမြဲတာအဖက်မတင်တာလေးတွေလည်းဖြစ်တတ်တာမို့လို့တတိပြုအစဉ်ချင်ရမှာပဲဖြစ်ပါတယ်အလုံမှာဆိုလို့ရှိရင်ကိုကလက်ရှိလုပ်နေတဲ့အလုပ်ကနေပြီးတော့ကိုကအလုပ်တွေထွက်ချင်တယ်အလုပ်တွေပြောင်းချင်တယ်ဒါပေမဲ့အဲကိုမှမျက်နာပူစရာလေးတွေအာနာရမယ်မျက်နာလေးတွေကိုထောက်ထားနေရတာမို့လို့အလုပ်မထွက်နိုင်မဲနဲ့ဖြစ်တတ်ပါတယ်ကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူလေးတွေဆိုလို့ရှိရင်ဒီလထဲမှာလုံနဲ့ပတ်သက်ပြီးတော့မှအဲစိုးရင်ပူပန်မှုလေးတွေအဲစိတ်ဖြစ်စည်းစရာလေးတွေတော့ကြုံတွေ့ရတတ်ပါတယ် ဒီအလုံးနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ငွေကြေးအရာတော်၎င်းလူမှုရေးအရာတော်၎င်းပြဿနာလေးတွေလည်းပေါ်ပေါက်တတမို့လို့တတိပြုရမယ်လားပဲဖြစ်ပါတယ်ဒါတော့တောက်ကြသားမီးတွေရဲ့ဆဲလာပိုင်းကံကြမ်းမနမီကိုဖတ်ကြပြီးသွားတာပဲဖြစ်ပါတယ်။တောက်ကြသားသမီးတွေရဲ့ဒီဆဲလာပိုင်းမှာအချူပြီးတဲ့ကနန်းက၃နှစ်ခွန်ဖြစ်ပါတယ်။အချူပြီးတဲ့အယောင်ကအဖြူနဲ့အနီပဲဖြစ်ပါတယ်။ဒီဆဲလာပိုင်းမှာတောက်ကြသားသမီးတွေရဲ့ပြုလုပ်တဲ့အထူးရည်တွေကတော့ပဋ္ဌာန်းရုပ်ဖတ်ပူဇော်ပေးခြင်းပဲဖြစ်ပါတယ်။ ါဒါဆိုရင်ဆ ्याम မလေးရဲ့အကောင့်ကို like and follow မလုပ်ရသေးလေ like and follow လေးလုပ်ပေးခဲ့ပါအောင်နော်ဆ ्याम မလေးစီမှာဘေးမေးချင်လို့ပဲဖြစ်ဖြစ်အဆောင်လေးဝယ်ယူချင်လို့ပဲဖြစ်ဖြစ်ဥပြဟာတဲ့ page နဲ့ Viber number မှာလာပြီးတော့ဆက်သွယ်နိုင်ပါတယ် အားလုံးပဲမင်္ဂလာပါဆ iam မတော့ Taro Star မှာဆိုတီတီရဲ့ဆ iam မလေးဆိုတီတီပဲဖြစ်ပါတယ်ဆ iam မကအခုစနေသားသမီးတွေရဲ့စေလာပိုင်းကကြမ္မာနမိတ်နဲ့ပြုလုပ်တဲ့နဲ့အကောင်းဆုံးရည်တရားကိုပါပြပြပေးသွားမှာဖြစ်လို့ဒီဗီဒီယိုဆုံးတဲ့ဒီကြည့်ပေးသွားကြပါအောင်เนาะဆ iam မလေးရဲ့ဒီဗီဒီယိုလိုက်ရင်ရှင်းလေးလည်းလုပ်ပေးထားကြပါအောင်เนาะမိမိရဲ့နေ့နံလေးကိုလည်း comment မှာမှတ်သွားပေးကြပါအောင်เนาะဆ iam မကအတယောက်ချင်းစီတိုင်းကိုဆုတောင်းမြတ်တာပို့တာပေးပါမယ် စနေသားနေ့အနေနဲ့ဒီ10လပိုင်းမှာအခြေအကျန်လေးရပါတော့။အဲဘာမဟုတ်တဲ့ကိစ္စလေးတိတိလေးရနေပြီးတော့စကားများရန်ဖြစ်ပြီးတော့ကိစ္စအကြီးကြီးဖြစ်သွားတတ်တယ်ပေါ့နော်။အဲပြီးချလို့ရှိရင်အဲဂျားတုံးဂျားမဝင်ကောင်းမှုဆိုတဲ့အတိုင်းပေါ့နော်။တငယ်ချင်းအပေါင်းတင်းနေရပဲဖြစ်ဖြစ်ပေါ့နော်။အဲဒီဂျားတွေကဂျားဝင်တွေကနေဝင်ပြီးတော့ပေါ့နော်။အဲတွေးထိုးတာလေးတွေအဲဟာလေးအကြောင်းမို့လို့ပြဿနာပိုပြီးကြီးသွားတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။အိမ်တိုင်းမှာဆိုလို့ရှိရင်ပြည့်ပြည့်စုံစုံတော့နေရတယ်ပေါ့နော်။ဒါပေမဲ့ ူတော့ကလေးတော့ရှိတယ်အဲအိမ်တွင်းမီးလေးကို အပြင်မထုတ်ဖို့အပြင်ကမီးလေးကိုအိမ်တွင်းမယူလာဖို့အရေးကြီးတဲ့လားဖြစ်တယ်ပေါ့နော်အဲအိမ်နောက်ရင်မှဟိုပျော်လားဆိုလည်းမပျော်ရွှင်နေရအောင်ပေါ့နော်ဟိုကွဲနေရလားဆိုလည်းကွဲနေရလည်းမဟုတ်ဘူးအိမ်နောက်ကြီးကဘာဖြစ်နေရဲဆိုလို့ပြောရမယ်ပြောလို့ပြောရမယ်မသိတဲ့ပုံစံမျိုးလေးအခြေအနေမျိုးလေးဖြစ်နေရဲပေါ့နော်ကျမ်းမကြီးမှာဆိုလို့ရှိရင်အပူကြောင့်ဖြစ်တတ်တဲ့ဝက်ချံတို့တဖုံးနာကျင်တာမျိုးလေးတွေပေါ့နော်အဲ အပူကြီးရလေးတွေဒါလေးတွေကယူဆိုင်ရမယ်ပြီးကြတော့လက်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေအသုံးပြုတဲ့အခါကင်တွဲတဲ့အခါမှာလည်းတတိထားရမယ်အဲတွေးတိုးသမားတွေလည်းကယူဆိုင်ရမယ်လားဖြစ်ပါတယ်အဲတခါတလေကြာရင်တွေးအရန်စောင့်တိုးပြီးတော့ဗောနော်ရုတ်တရက်အဲစီုံစီကန်ရောက်ရတာမျိုးလေးလည်းဖြစ်နိုင်ပါတယ်စနေသားနေ့မီဒီလမှာငွေကန်လေးအားကောင်းနေတယ်ပေါ့နော်အဲငွေကြီးနဲ့ပတ်သက်ပြီးတော့ဒီလမှာအဲပြပြဆုံဆုံဖြစ်မယ်ပေါ့နော်အဲထိပောက်တာမျိုးလေးတွေအဲ လုပ်ဒီကိုလုပ်တဲ့လုပ်ငန်းနေပြီးတော့အကျိုးမြတ်ကောင်းကောင်းရတာမျိုးလေးတွေပေါ့နော်ဒါလေးတွေဖြစ်နိုင်တယ်အဲဝန်ထမ်းနေဆိုလို့ရှိရင်လည်းအပြောင်းအရွှေ့လေးတွေအမြို့နေတဲ့သူလေးတွေဆိုလည်းတည်ငောင်းကြားရနိုင်ပါတယ် ကိုပိုင်လုပ်ငန်းလုပ်တဲ့သူလေးတွေဆိုရင်ပေါ့နော်အဲလက်ပိတ်နေရပေါ့နော်ပြောရမယ်ဆိုလို့ရှင်လက်ပိတ်နေကိုအလုံးတည်းအရှိမရောက်ဘူးဒီနားမာတွေရက်နေတယ်ရှေ့ကိုဆက်သွားလို့မရအောင်ပေါ့နော်အဲတချို့ကဒီကုံတွေရေးလုပ်တဲ့သူတွေဆိုလို့ရှင်လည်းပေါ့နော်ကိုရဲ့အဲကုံပစ္စည်းတွေကိုတဲလို့မရတာမျိုးလေးတွေပေါ့နော်အဲရက်နေတယ်တဲလို့မရဘူးအဲအဲ့လိုအနေထားမျိုးလေးတွေဖြစ်နိုင်တယ် ီလမှာပေါ့နော်ကိုကစာရွက်စာနဲ့ကိစ္စတွေပြုလုပ်မယ်ဆိုလဲတတိထားဖို့လိုတယ်။အဲပြီးကြတော့အပေါင်းအသင်းပေါင်းတဲ့နေရာမှာလဲကိုကတတိထားဖို့လိုတယ်ပေါ့နော်။ကိုကဒီပေါင်းတင်းကပဲကိုပေါ့နော်အမြင့်ရောက်မဲ့ဟာကိုကိုဆွဲချသွားနိုင်တဲ့လှလဲဖြစ်တယ်ပေါ့နော်။ဒီအပေါင်းအသင်းတွေကိုလဲဒီလမှာတတိထားဖို့လိုပါတယ်။ ဒါကတော့စနေသားသမီးရဲ့စီစဲလာပိုင်းကကျမကိုဖတ်ကြားပေးထားတာပဲဖြစ်ပါတယ်။စနေသားသမီးရဲ့ဒီစဲလာပိုင်းမှာအကျိုးပေးတဲ့ကဏ္ဍက1နှစ်8ဖြစ်ပါတယ်။အကျိုးပေးတဲ့အကြောင်းကအစိမ်းနဲ့အညိုပဲဖြစ်ပါတယ်။စဲလာပိုင်းမှာစနေသားသမီးပြုလုပ်တဲ့အကောင်းဆုံးရည်ရည်အားတော့အဲကလေးငယ်လေးတွေကိုကစားစရာလူတာပဲဖြစ်ဖြစ်အမုံလေးလူတာပဲဖြစ်ဖြစ်ပြုလုပ်ပေးတင်ပါတယ်။ ဆမ်မလီရဲ့အကောင့်ကို Line follow မလုပ်ရသေးရင်လည်း Line follow လုပ်ပြီးခဲ့ပါအောင်နော်ဆမ်မလီစီမှာအဆောင်ဝေးယူချင်တာပဲဖြစ်ဖြစ်ဒါတော့မေးချင်တာပဲဖြစ်ဖြစ်ကိုပြထားတဲ့ page နဲ့ Viber number မှာလာပြီးတော့ဆက်သွင်းနိုင်ပါတယ်